ကျွန်တော်ပြောင်းရွှေ့တာကတော့ဒီကျွန်တော်ရကိုယ့်ကိုယ်စိန်ခေါ်မှုတက်လို့ခြင်းတယ်ပြီးတော့ချန်လန့်ခေါ်ခြင်းတာပေါ့ပြီးတော့လည်းဒီချန်ပီယံစုလိုခြင်းတဲ့အတွက်ကြောင့်ပြီးတော့ ASC လည်းကမ်းမယ်ဆိုတော့အဲ့ဒါအကြောင်းကိုကျွန်တော်ပြောင်းဖြစ်တာပေါ့ခက်ခဲရတော့အတင်းတတင်းရောက်ရင်တော့ဒူဒူကူကောကတော့ခက်ခဲရှိတာပဲသူတို့ရဲ့အဲ့လိုမျိုး training session တွေမှာအသေးချအဲ့လိုမျိုးတယောက်နဲ့တယောက်ကနားလည်မှုရှိရှိနေအဲ့လိုမျိုးကျွန်တော်ကျော်လူသစ်ဆိုတော့လူများရဲ့တန်ဆန်ပို့ပြီးတော့နည်းနည်းလေးကြောက်တဲ့ပုံစံနဲ့အဲ့လိုမျိုး အဲ့ဒါကြောင့်ကျွန်တော်နည်းနည်းလေးတော့ကျုပ်ကိုကိုတော့လောက်ရတော့စူးစမ်းရတော့ပြောင်းလဲရတော့ဒီကျွန်တော်ဟိုမှာဆော့ရတယ်ကျွန်တော်ဒီတိုင်းပဲဒီမှာလည်းဒီနေရာပဲဆော့ရတာပဲဒါပေမဲ့ဒီမှာကျအတင်းကြီးကျတော့ပို့ပြီးတော့ဒီအတင်းကြီးကျတော့ကိုထက်တာတဲ့လူတွေတော်တော်များများရှိတဲ့အတွက်ကြောင့်ကိုကပို့ပြီးတော့တရားရခိုင်တော့လည်းမဟုတ်ရင်80ရခိုင်တော့ပို့ပြီးတော့စူးစမ်းပြီးတော့အကောင်းဆုံးလိုအပ်တဲ့နေရာကိုအကောင်းဆုံးဖြည့်ပြီးတော့ကစားရတာအဲ့လိုမျိုးကွာတော့ပါလိမ့်မယ်မတရားတော့ကျွန်တော်တို့ဒီ ျွန်တော်မွေးနေ့ကျွန်တော်မွေးနေ့ပဲဆိုအဲ့လိုမျိုးလှုပ်ပြီးတဲ့အမှတ်တရလည်းရှိတယ်ဒါပေမဲ့ဆရာနဲ့နီးပြဆရာနဲ့လည်းအဲ့လိုမျိုးပေါ့ခင်မင်မှုတွေအတင်းရကစားသမားတွေညီကိုတွေလိုမျိုးညီကိုတွေပုံစံလိုမျိုးအဲ့လိုမျိုးတောင်းနေတာတခုခုသွားမယ်ဆိုရင်အဲ့လိုမျိုးပျော်ပျော်ရှင်နဲ့အဲ့လိုမျိုးတွေးအဲ့လိုမျိုးပေါ့ပျော်ရှင်မှုတွေရခဲ့တာပေါ့အဲ့အကြောင်လည်းအခုလည်းမမေးမေးလို့တော့မရသေးပါဘူးကွာကွာပါလေဖြစ်ရတော့ဒီဟာကြတော့ဒါရန်ကုန်ကြတော့ဒါအကုန်လုံးတည်နေတယ်ဒါချန်ပီယံအရင်ကချန်ပီယံအခုလဲဒါ အတင်းဒုတိယတကယ်ဟိုဟာဖြစ်တဲ့အတင်းကြီးပဲအားကြောင့်ဒီပြည်သက်တွေလည်းလုံးဝအများတယ်အတင်းကလည်း email ရလည်းလုံးဝကောင်းခဲ့တယ်ဆိုတော့လုံးဝစိတ်လှရှာဒီအတင်းမှာအဲ့လိုမျိုးကိုကဘယ်လောက်ထိကူညီပေးမလဲဆိုတော့ကျွန်တော်ကတော့ကိုသိန်းခန့်ရင်တော့အဝဲခံမှာတော့မဟုတ်ဘူးကျွန်တော်တို့အရင်တော့ကျွန်တော် ARV မှာလည်းကံခဲ့တဲ့အတွက်ကြောင့် ARV နဲ့ကံခဲ့တော့ကလည်းကျွန်တော်အဲ့လိုအဝဲခံခဲ့တာမရှိဘူးအားကြောင့်ဒီတင်းနဲ့လည်းမဟာနယ်လည်းပြန်ပြီးတော့ကိုသိန်းခန့်ရင်တော့ကျွန်တော်အဝဲခံမှာမဟုတ်ပါဘူးကောင်းဆုံးတော့ရှင်မြန်ကစားပါမှာပါလို့တင်း အတင်းဟောင်းနဲ့အတင်းတက်တယ်မဆိုင်ဘူးအဓိကကတော့ professional ပုံစံနဲ့ပဲကြောအကောင်းဆုံးရှင်မြန်ကစားပါမှာပါ